ဓမ္မချစ်ခင်သူတော်ရှင်များဒီကနေ့မှာတော့ဘာသာရေးပုဒ်တများတိုးပွားရရှိစီဖို့အတွက်ဒါအပြုသဘောဆောင်ပြီးတော့အကြောင်းအရာလေးတစ်ခုကိုဦးစဉ်ဓမ္မဒါနာပြုမျှဝေပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဘာသာရေးပုဒ်တများတိုးပွားရရှိစီဖို့အတွက်ဒီကနေ့ အပြုသဘောဆောင်ပြီးတော့ဥစဉ်ပြောပြမျှဝေပေးမယ်ဓမ္မဒါနာပြုပေးမယ်အကြောင်းအရာကဘာလဲဆိုတော့ဥစဉ်တို့ဗုဒ္ဓမြတ်စွာသာသနာတော်ကိုဖြည့်စည်မဲ့သူတွေဟာတခြားသူတွေမဟုတ်ဘူးဗုဒ္ဓမြတ်စွာသာသနာကိုတကယ်ဖြည့်စည်မဲ့သူတွေကသာသနာတွင်သားဖြစ်တဲ့ဖရာသားတော် ယဟန်တော်များသာဖြစ်တယ်ဆိုပြီးတော့ဒီလိုပြောဆိုခဲ့ကြတာတွေ့ဦးဇင်းတို့ကြားခဲ့ဘူးပါတယ်အဲ့ဒီအကြောင်းအရာကိုလိုင်းပေါ်မှာတင်ပြီးတော့ရေးသားကြတာတွေကိုလည်းပဲဦးဇင်းတို့မြင်ခဲ့ဘူးပါတယ်တကယ်တော့ဗုဒ္ဓမြတ်စွာသာသနာကို တကယ်ဖြည့်ဆည်းမဲ့သူတွေဟာတကယ်ပဲဖရာသားတော်ယဟန်တော်တွေပဲလားတခြားဘုသူတွေပါသေးလဲဆိုတာကိုဒီကနေ့ ဒါတိတိကျကျသိကြဖို့အတွက်ဥစဉ်ဓမ္မဒါနပြုပြောပြအမြဝေပေးပါမယ်။ကျန်ကတဲ့ရက်ကဗီဒီယိုဖိုင်လေးတစ်ပိုင်ကိုဥစဉ်ကကြည့်လိုက်ရတယ်ပေါ့။အဲ့ဒီဗီဒီယိုဖိုင်လေးကတော့ဒါဒီဗီဒီယိုဖိုင်လေးပဲဖြစ်ပါလား။ဒီဗီဒီယိုဖိုင်လေးမှာမင်းကိုဆရာတော်ဘုရားကြီးရဲ့သာသနာပြည့်ကြောင်းတရားဆိုခေါင်းစဉ်နဲ့ဆရာတော်ဘုရားကြီးရဲ့အတန်ဖိုင်ရယ်ပြီးတော့ဒီမှာ ဒီဆရာတော်ရဲ့ပုံရယ်ပေါ့ဒီအောက်မှာကတော့ဒါကုလူကျင်နဲ့သူတို့သိတဲ့အတိအတိုင်းပေါ့ကစာကိုရေးထားတယ်ပေါ့သူရေးထားတဲ့စာကမြေကြီးလေမီတို့ကြောင့်သာသနာမပြတ်နိုင်တန်ကြီးကပင်တန်ကိုပြည့်စည်စေနိုင်တဲ့ကဲ့သို့အလစ်စီ အကျင့်သီလမရှိသောယဟန်များကြောင့်တာသနာ၃ရက်တာသနာ၃ရက်ကိုပျက်စီးစေနိုင်ပါလိမ့်မည်ပြောချင်တာကတော့အလစ်စီဒုတ်သီလဖြစ်ကြတဲ့ယဟန်များကြောင့်တာသနာ၃ရက်ကိုပျက်စီးစေနိုင်တယ်လို့ဒါဒီလိုပြောထားတာအဲ့တော့ဒါဟာဒီရေးသားချက်ဟာ ဒါမှန်ကန်မှုအပြည့်အဝရှိမရှိဆိုတာကိုဒါဥစဉ်တို့ဓမ္မချင်းသူတော်ရှင်များဒါတည်တည်ချာချာလေးသိဖို့လိုတယ်ဗောအဲ့တော့ကိုကတည်တည်ချာချာလေးမသိဘူးဆိုလို့ရှိရင်ဒါကိုပဲအမှန်ထင်ပြီးတော့ကိုပါလိုက်ပြီးတော့မားနေတတ်တယ်ဗောဒါကြောင့်ဥစဉ်ကဒါမားနေတာလေးကိုပို့ပြီးတော့ဒါမှန်သွားအောင်ဆိုပြီးတော့ဒါအပြုတ်တော်ဆောင်ပြီးတော့ ဒီဗီဒီယိုလေးကိုဒါပြုလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်လေးမှာ မင်းကိုဆရာတော်ဘုရားကြီး ပြောထားတဲ့ဒါဟောထားတဲ့စကားတော်တရားတော် ਨੇ ဒီကရေးသားထားတာ ਨੇ ကိုက်ညီမှုရှိမရှိဆိုတာကိုဦးဇင်းတို့သိချလေးနားထောင်ကြည့်အောင်ရှင်သာကတ္တပရှင်သစ်တော်မူအောက်မဟာပတဝီမြေကြီးက သတ္တမသုံးချာသာသနာ သုံးရကိုကွယ်ပစေသည်မဟုတ်ပါဆရာတော်ဘုရားကြီးကအောက်မဟာပထဝီမြကြီးကတဲ့သတ္တမသုံးချာသာသနာတော်ကိုကွယ်ပစေတာမဟုတ်ပါဘူးတဲ့ကဘာကိုဖြစ်သောရေကဘာကိုဖြစ်သောမိကဘာကိုဖြစ်သောလေကပင်တော်လိသတ္တမသုံးချာသာသနာ သုံးရကိုကွယ်ပစေသည်မဟုတ်ပါရေလီမိကဘာကိုပြတ်တဲ့ရေလီမိဆိုတဲ့ဒီအကြောင်းကြောင့်လည်းပဲ တတ္တမသုံးဖြာသာသနာကိုဒါမပြည့်စည်စေနိုင်ဘူးတဲ့ခြေသာကတပါစေအမှန်အဖြစ်တန်ဤအတွမှတန်ကြီးကပင်တန်ကိုဖျက်ပြီးတဲ့ကဲ့သို့ထို့အတူပင်လည်းဤသာသနာတော်အတွမှ အလစ်စီဒုတိလာပုဂ္ဂိုလ်သာသနာတော်မဲ့မဲ့ဖို့မရကိစ္စမပြည့်ချီနီသော ပုဂ္ဂိုလ်တို့ကပင်လည်းဤတတ္တမသုံးဖြာသာသနာသုံးဖြာကိုဖြည့်စည်ကြပေလိမ့်မည် တော့ဘာပြောသွားလဲသာသနာအတွင်းရဖြစ်တဲ့အလစ်စီဒုတိလာမတ်ဘူမယအချီနီဖြစ်တဲ့ပုဂ္ဂိုလ်တွေကသာလျင်သာသနာတော်ကိုဖျက်ဆီးကြလိမ့်မယ်တဲ့ဒီထဲထဲမှာယဟန်တွေကဆိုတာမပါဘူးသာသနာတွင်သားဖြစ်ကြတဲ့သာသနာတွင်သားလို့ဒီလိုပြောလိုက်တဲ့အတွေ့အကြုံမို့လို့တခြားဘာသာတွေမပါဘူး ဗုဒ္ဓမြတ်စွာသာသနာတော်ကိုဒါယုံကြည်ကူးကွယ်နေကြတဲ့ဖရာတရားတန်ခါကိုဒါစီကက်နေကြတဲ့သာသနာတွင်သာပုဂ္ဂိုလ်တွေဒုတိလအလစ်စီမဖို့မပြည့်အချင်းကြီးဖြစ်တဲ့ပုဂ္ဂိုလ်တွေကဒါလျင်သာသနာတော်ကိုဖျက်ဆီးကြလိမ့်မယ်ဒီလိုပြောတာဒီမှာရေးထားတာကြတော့ယဟန်များကြောက်လို့ဒီလိုရေးထားတယ် တော့ဦးဇင်းတို့ဒါလေးသိချာလေးပြန်နှားထောင်ကြည့်အောင်ရှင်သာကတ္တပစင်သစ်တော်မူအောက်မဟာပထဝီညေကြီးကသတ္တမသုံးချာသာသနာသုံးရကိုကွယ်ပစေသည်မဟုတ်ပါ ကဘာကိုဖြစ်သောရေကဘာကိုဖြစ်သောမိကဘာကိုဖြစ်သောလေကပင်တော်လိသတ္တမသုံးချာသာသနာသုံးရကိုကွယ်ပစေသည်မဟုတ်ပါရှင်သာကတ္တပစင်အမှန်အဖြစ် တန်ဤအတွမှတန်ကြီးကပင်တန်ကိုဖြတ်ပြီးတကဲ့သို့ထိုအတူပင်လေဤသာသနာတော်အတွမှ အလစ်စီဒုတိလာပုဂ္ဂိုလ်သာသနာတော်မဲ့မဲ့ဖို့မရကိစ္စမပြည့်ချီနီသော ပုဂ္ဂိုလ်တို့ကပင်လင်ဤသတ္တမသုံးညာသာသနာသုံးညာကိုဖြစ်စီကြပေလိမ့်မည်အဲ့တော့သာသနာအတွင်းကလေစီဒုတ်တိလမဖို့မပြီးချင်းကြီးဖြစ်တဲ့ပုံကူတွေကဒါလည်းသာသနာတော်ကိုဖြည့်ဆည်းကြလိမ့်မယ်လို့ ဆရာတော်ဘုရားကြီးကဒီလိုမိကြတဲ့အတွက်ကြောင့်မို့လို့ဒါကူဥစဉ်တို့နားလည်ရမှာကသာသနာတွင်ပုဂ္ဂိုလ်လို့ပြောလိုက်တာ ਨੇ တယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်အကုန်လုံးပါတယ်ဗောဗျာအဲ့တော့ဒီမှာကတော့ယဟန်များကြောင်းဆိုပြီးတော့ယဟန်များကိုပဲဆွဲထုတ်ပြီးတော့ဒါလူရကိုဆွဲပြီးတော့ရေးထားတယ်ဗောတကယ်တမ်းကြတော့ရေးထားတဲ့စာ ਨੇ ဆရာတော်ဘုရားကြီးပြောထားတာ ਨੇ ဟာ ါไก่ညီမှုမရှိဘူးပေါ့ဆရာတော်ဘုရားကြီးကသာသနာတွင်ပုဂ္ဂိုလ်တွေလို့ပဲဒီလိုပြောတာအလိစီဒုတိလမဘုံမပြီးအချင်းကြီးဖြစ်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောတာပေါ့နော်ဒါကိုဒါလွယ်လွယ်မမာရေးထားတဲ့အတွက်ကြောင့်မို့လို့ဩသာသနာကိုဖြစ်မဲ့ပုဂ္ဂိုလ်တွေကယဟန်တွေပဲလို့မသိတဲ့သူတွေကဒီလိုအတိဝင်သွားဒီလိုအတိမာသွားလို့ရှင်ဒါမားတဲ့အတိဟာဒါတောက်လျှောက်သွားပြီပါသွားပြီပေါ့အဲ့တော့ပို့ပြီးတော့ဦးစင်းတို့ ဒီเจ้าရလေးကိုမန်ကန်မှုပို့ပြီးတော့ခိုင်လုံအောင်နောက်ထပ်ဦးစင်းတို့မဟာခန္ဓာယုံဆရာတော်ဘုရားကြီးမိတ်ကြားထားတဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကိုဦးစင်းပြပေးပါမယ်။ရှင်သာကတ္တပရှင်ဗုဒ္ဓမြတ်စွာကငါဖရာသာသနာကို အပြင်ဘက်ကဖြတ်လို့မပြတ်ပါဘူး။အသွင်းမှနေတဲ့ဘိက္ခုဘိက္ခုနီ ဥပါဒကဥပါတိကာတို့ဖြတ်မှပြတ်မှပါလို့ ကဲဒီမှာကတော့ပို့ပြီးတော့ရှင်းသွားပြီပေါ့နော်ဘုရားတသနာတော်ကိုဘယ်သူတွေဖြတ်မလဲဘေခုဘေခုနီဥပတကဥပတိကယဟန်ယဟမဦးဇင်းတို့တကားကြီးတကမာကြီးတသနာတွင်ရပုဂ္ဂိုလ်ကြီးအားလုံးပေါ့ဒါကုကိဆိုလို့ရှိရင်တော့ဒါတိလရှင်တွေပါတယ်ပေါ့ဒါဘေခုနီကတော့မရှိတော့ဘူးအခုကေဒါအကုန်လုံးခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့သာသနာ့အတွင်းပုဂ္ဂိုလ်အလုံး ါဒါအကုန်ပါတယ်ရှင်ရောယဟန်ရောဒါလူပုဂ္ဂိုလ်အလုံးအကုန်ပါတယ်ဗောတရားလေးဥစဉ်တို့နားထောင်ကြည့်ရအောင်ဘုရားမြတ်စွာကငါဖရာသာသနာကို အပြင်ဘက်ကဖျက်လို့မပြက်ပါဘူးအတွင်းမှာနေတဲ့ဘိက္ခုဘိက္ခုနီ ဥပါဒကဥပါတိကာတို့ဖျက်မှပြင်မှာပါလို့ဖရာကျင်ကိုတော်မြတ်ကအတိအလင်းဟောတော်မူပြီးတော့ဘိက္ခုဘိက္ခုနီဘိက္ခုနီမရှိဘူးဒီလိုက်ရင် ဥပါဒကဆိုတာဒီဒကာဒကမတွေဥပါတိကမတွေဆိုတာဘယ်လိုဖြစ်လို့ပြတ်မှာတော့လို့ဆိုတော့ဘုဒ္ဓမြတ်စွာကိုမယိုသေးဘူးဘုဒ္ဓမြတ်စွာရဲ့တရားတော်ကိုမယိုသေးဘူးဘုဒ္ဓမြတ်စွာရဲ့အရိယသံဃာတော်တွေကိုမယိုသေးဘူးမိမိတို့ရဲ့သီလသိက္ခာကိုကျင့်ကိုမလေးစားဘူးဒါလို့ဆိုရင်သာသနာပြည့်လိမ့်မယ်ကွယ်လိမ့်မယ်သာသနာ သူများမကွယ်ပါဘူးသူများကဖြက်လို့မပြတ်ပါဘူးဒီပြိပတ်လေးမျိုးအတွင်းလူတွေဖြက်မှပြတ်ပါလိမ့်မယ်တဲ့ဖရာသာသနာတော်ကိုဘာသာကြားတွေဖြက်ဖို့ကြိုးစားတာအများကြီးပဲတိတ်ထီတွေလေဖရာနဲ့ခက်ပြိုင်နော်နိဂန္ဓနာတာပုဒ္ဒရေနေခေစံတာဂျိန်ဘုံကြီးတွေအိန္ဒိယမှာရေနေချိန်ကြီးရှိတယ်ဗုဒ္ဓနဲ့ခက်ပြိုင်ဖရာကိုတူးပြိုင်ပြီးတော့ သာသနာဖြတ်ဖို့ကြိုးစားတာပဲဇေဒဝန်ကျောင်းတိုက်ကြီးသားမှာတိတ်ထိတ်ကျောင်းကြီးတွေအကြီးကြီးနဲ့လာဆောက်တယ်ဘလောက်ပဲလာဆောက်လာဆောက်ဦးဇနုဘုရားသာသနာတော်ကိုဖြတ်လို့ရလားမရဘူးဘလောက်ပဲပြိုင်ပြိုင်မရဘူးနော် အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးပြောချင်တာနော်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးတတိထနောက်တော့အပြင်ကအပြင်အန္တရာယ်ကိုမဲနေကြတာတော်တော်များများကအပြင်အန္တရာယ်ကိုမဲနေတာအတွင်းကိုတတိမထားမရအောင် အပြင်းအန္တရာယ်ကြောင့်သာသနာမကွယ်ဘူးဆိုတာသိထင်ချားတယ်။နမိတ်ဆရာဘုရားဒီမှာဟောထားတယ်။အပြင်းအန္တရာယ်ကြောင့်သာသနာမကွယ်နိုင်ဘူး။မြတ်စွာဘုရားကပြောတယ်။ဣဒေဝတိဥပိ္ပဇံတိမောဂပုရိတာရေတတ္တမံအန္တရာထာမင်တိဒီဖယားသာသနာတော်ကိုကွယ်အောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာတခြားမှာမရှိဘူး။ဟောဒီသာသနာမှာပဲရှိတာ။ကဲအားလုံးပြောသာသနာဖြတ်တဲ့ပုဂ္ဂိုလ်ဘယ်မှာရှိ? သာသနာတည်းမှာပဲရှိတယ်ရဲရဲပြောဗမာရှိလဲသာသနာတည်းမှာပဲရှိတယ်သာသနာတည်းမှာ၄မျိုးဘိက္ခုလို့ခေါ်တဲ့ယဟန်မျိုးသားတွေဘိက္ခုနီလို့ခေါ်တဲ့ယဟန်မျိုးသမီးတွေဒီနေ့ကဆရာလေးတွေကိုထည့်လိုက်ဆရာလေးတွေဘိက္ခုနီမဟုတ်တော့လဲသာသနာຫນွေဝင်သာသနာတော်ကိုတစ်ဖက်တစ်လဲအောင်ဆောက်ချောင်းနေတာနောက်ဥပါတကာတကာကြီးတွေဘုရားဘာသာဝင်တကာကြီးတွေဥပါတိကာဘုရားဘာသာဝင် တကာမကြီးတွေဟုတ်ပြီနော် အဲ့တော့သာသနာကို ဖြတ်နိုင်တာဒီဘာသာခြားတွေလားဗုဒ္ဓဘာသာဝင်တွေလားဘုရားပြောတာနော်တိတိကျကျမှတ်ထားတတ်ဓမ္မပရိရူပကတုတ်တံမှာပြောထားတာဘာမှပြောလဲသာသနာဖြတ်သည်အပြင်မှာလားအတွင်းမှာလားအေးအဲ့ဒါကြောင့်ဦးဇင်းတို့ကိုယ်သာသနာတော်ကိုအခြေခံခန့်တည်တတ်ခြင်းလည်းဆိုကိုယ်ခြံစည်းရိုးကိုကိုယ်လုံအောင်ကာရမှာနော်ကိုယ်ခြံစည်းရိုးကို လုံအောင်ကာရမှာ ဟိုဘာသာကိုတိုက်ခိုက်ဒီဘာသာကိုတိုက်ခိုက်တိုက်ခိုက်နေလို့မထူးဘူးမှန်ပါဗျာအဲ့ဒါတတိပြုရမှာတိုက်ခိုက်เสียမှာလို့မြတ်စွာဘုရားရှင်ကိုယ်တိုင်လည်းဘယ်ဘာသာချားကိုမှမတိုက်ခိုက်ပါဘူးနော်ကို့ဓမ္မကိုပဲဘုရားဟောပါတယ်အမှန်တရားကိုပဲမြတ်စွာဘုရားဖော်ထုတ်ပါတယ်ဘုသူကိုမှဘုရားမတိုက်ခိုက်ပါဘူးဥစ္စေတို့ဗုဒ္ဓလမ်းစဉ်ကိုတွားရအောင်ကောင်းပြီနော်မြတ်စွာဘုရားကပြောတယ် ဣဒေဝတိဥပိ္ပဇံတိမောဂံပုရိသရေတတ္တမအန္တရတပင်တိသာသနာတော်ကိုကွဲအောင်လုပ်တဲ့မောဂံပုရိသအလကားကောင်တွေဘုရားကအဲ့လိုတောင်းတာအဲ့ဒီအလကားကောင်တွေဟာဒီဟောဒီသာသနာမှာပဲရှိတာနော်အဲ့တော့ဘုရားကဥမာလေးပေးတယ်လှေနဲ့ဥမာပေးတယ်နော်ဒါဖန်အန်ကတက္ကရာမကြီးဆိုတော့ဒါဖန်အန်နော်တန်လင်းနဲ့နဲ့ကြီးတယ်နော်အဲ့တော့တန်လင်းမြကန်းပေးနာမှာဆိုတော့လှေတွေသင်္ဘောတွေ သူ့ဘာသူသွားနေရင်ဘာမှမမြုပ်ဘူးဝန်နေမတန်မစတင်မယ်ခလေးပေါ်မှာဝန်ထုံးဝန်ဘိုးတွေအများကြီးတင်လိုက်မယ်ဆိုရင်အဲ့ဒီဝန်ထုံးဝန်ဘိုးတွေကြောင့်ပဲနော်ခလေးကနစ်မြုပ်သွားတာပဲခလေးပေါ်မှာတင်ထားတဲ့ဝန်ထုပ်တွေကြောင့်ပဲခလေးဟာနဲ့တာတဲ့ဒါလေတယ်နော်လေမှာတင်ထားတဲ့ဝန်ထုပ်ဝန်ပိုးကြောင့်ပဲဒါအဲ့ဒီလေကြီးကနဲ့သွားတာဖျားပြေးတဲ့ဘုရား လှေးသည်ဘာကို တင်စားတာလဲဆိုတော့သာသနာတော်ကိုတင်စားတာလှေးမှာတင်ထားတဲ့ဝန်ထုံးဝန်ဘိုးဆိုတာသာသနာမှာရှိတဲ့ယဟန်တော်များနဲ့ဘုရားဘာသာဝင်တက္ကရာကမများကိုပြောတာနော်အဲ့တော့သာသနာတော်ကြီးလှေးနော်သာသနာတော်ကြီးတည်းဟူသောလှေးနှိမ့်မြုပ်သွားတာဟာသာသနာဝန်ထမ်းယဟန်တော်တွေဘုရားဘာသာဝင်တက္ကရာကမတွေကြောင့်ပဲတဲ့အဲ့တော့ဝန်ထုံးဝန်ဘိုးပြီးသွားတယ် နော်သာသနာ့ဝန်ထမ်းယဟန်တော်တွေနဲ့ဘုရားဘာသာဝင်တက္ကရာမတွေကြောင့်သာလဲရင်သာသနာ क्वे တာသာသနာလှေကြီးနစ်သွားတာနော်ယနေ့ဦးဇင်းတို့သာသနာလှေကြီးကလှွင်လှွင်နဲ့တဖြည်းဖြည်းနစ်လာပြီရေတွေဝင်နေပြီနော်သာသနာလှေတဲ့ကရေကိုခတ်တုပ်ဖို့ဦးဇင်းတို့ကြိုးစားနေတာနော်တက္ကရာမတို့နော်ရေခတ်တုပ်ဖို့ပြင်ရမယ်ဟုတ်ပြီနော်သာသနာလှေတဲ့မှာရေတွေဝင်နေပြီရေတွေဝင်နေပြီအဲ့တော့ဦးဇင်းအဲ့ဒီရေတွေကိုခတ်ထုတ်ရမှာ မြတ်စွာဘုရားကအဲ့ဒီဥပမာပေးတယ်။လေကြီးနှိမ့်ရောက်တယ်ဆိုတာလေပေါ်တင်ထားတဲ့ဝန်ထုံးဝန်ဘိုးကြောင့်နစ်တာ။ဒါကြောင့်ဥစ္စံတို့လေရဲ့ဝန်ထုံးဝန်ဘိုးဆိုတာအပြင်မှာလားအထဲမှာလား။အထဲမှာအထဲမှာဒါကဘုရားပေးတဲ့ဥပမာ။မတိလို့ပါအရှင်ဘုရားမြတ်စွာဘုရားရှင်ကမိန့်တော်မူတယ်။ငါဤသာသနာကိုငါရဲ့သားတော်တွေသာပဲဖြည့်ဆည်းလိုက်မယ်ဆိုတာမှန်ပါသလားဘုရား။တပည့်တော်ကိုဖြေချပေးတော်မူပါဘုရား။လုံးဝမဟုတ်ပါဘူး။ နော်တချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုမြတ်စွာဘုရားဤတတိသားများဖြစ်ကြတဲ့ယဟန်တန်ခါတော်တွေကပြန်ပြီးဖြည့်ဆည်းလိုက်မယ်ဆိုပြီးပြောဆိုနေကြပါတယ်တေးသေးချာချာမလိလာဘဲနဲ့ပြောဆိုနေကြတာပါနော်အဲ့ဒီလိုလုံးဝမဟုတ်ပါဘူးမြတ်စွာဘုရားကဒင်ခုတ်တို့ပါဠိတော်သရုတ်ကနိပတ်သောမနာတုံးမှာဤသာသနာတော်ကိုစီရင်ပြန်ပွားအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဒိက္ခုဆိုတဲ့အမျိုးသားယဟန် ိခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပြိပတ်၄ပါးတို့ကပဲလုဆောင်နိုင်တယ်လို့ဟောကြားတော်မူထားပါတယ်ထို့အတူပဲဧသာသနာတော်ကိုပျက်စီးအောင် ဖြည့်စီးမဲ့ပုဂ္ဂိုလ်များဟာလည်းပဲဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပြိပတ်၄ပါးတို့ကပဲဖြည့်စည်းလိုက်မယ်လို့တဒ္ဓမ္မပတိရူပကတုံမှာ မြတ်စွာဘုရားကဟောကြားထားပါတယ်။ဒါကြောင့်သာသနာတော်ကိုပျက်စီးအောင်ဖြစ်စီမဲ့ပုဂ္ဂိုလ်များသည်ယဟန်တမျိုးတည်းမဟုတ်ဘဲပရိသတ်၄ပါးဖြစ်တယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။